ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့ဒါကျွန်တော်ဒီနေ့မှာဒါအဓိကဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ Arsenal ကြောင့်ပဲ Arsenal သင်းဘာဒီမှားနေလေပေါ့နော်အဲ့တော့ Arsenal သင်းဘာဒီမှားနေလေဆိုတာလည်းကျွန်တော်ကျွန်တော်ကျွန်တော်တူတူရတယ်မြင် Arsenal သင်းမှားနေတယ်လို့မထင်ဘူး ဒါလက်ရှိမှာအာတီတာကိုတိုင်ကတခါကျရင်ဦးတိဘောသူကအင်္ဂလိပ်စကားသူ့ရဲ့ first language မဖြစ်ဘူးလို့ဘာညာလို့လဲပြောလို့ရရင်ရမှာပေါ့ဒါပေမဲ့အာတိတကကြာဒီခါကျရင်ဟိုပြောချင်တာလေးပြောတယ်ပေါ့အေးပေါ့ကိုကတော့ကိုအသိကိုတော့ကိုအကောင်းဆုံးပဲမြင်ပါဘို့နော်ဒါကတော့သူ့မြင်သွားပြောလို့မရအောင်အာကျွန်တော်အသိညံ့ပါလေပါညာသွားပြောလို့လည်းမရအောင်အဲ့တော့ဒီတစ်ခေါက်မှဒါအာတိတကသူ့ရဲ့အသိကဒါကျွန်တော်ပူကောင်းတဲ့အသိသင်းဖြစ်ခဲ့ပြီဒီနေ့ပွဲစမှာနှစ်ကြော်လုံးသူ့အသိကနိုင်ခဲ့တဲ့နေဆိုပြီးသူကပြောခဲ့တယ်ဘို့နော်အဲ့တော့ ကျွန်တော်တို့ကြာကျွန်တော်မြင်မှာကြာဒါကျွန်တော်နှစ်ကြော်လုံးမှာ PSG ကဒါကျွန်တော်တော်တော်လေးကိုအစဉ်ပြေခဲ့တော်တော်လေးကိုတာခဲ့တဲ့အသင်းသင်းကျွန်တော်ကမြင်တယ်ဒါကျွန်တော်မေးဖို့တော့သူ့မြင်တော့ဒီနေ့မှာအာဆိုတဲ့ဘာတွေမှားနေလဲပြောမှာဆိုနစ်ဘီဂင်လုံးအောင်ဆိုတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ topic တွေဖြစ်တယ်အာဆိုတဲ့ဒီနေ့မှာဒါ Manchester City အသင်းခြေစွမ်းကြာသွားတဲ့အချိန်မှာသူတို့များဖြစ်မလားဆိုအကုန်လုံးကမျှော်လင့်နေတဲ့အချိန်မှာဒါအပြင်ဒါကျွန်တော်တို့ Liverpool အသင်းကသူတို့ကိုကြော်တက်ပြီးငါတို့ပူပြီးလုပြသွားပို့ဆိုးသွားက Liverpool ရဲ့လက်ရှိနီးပြဖြစ်တဲ့ Arne Slot ကသူ့ရဲ့ပထမဆုံးဟို ယာဒီမာတွေလုပြသွားခဲ့တယ်ပေါ့နော်အခုလက်ရှိမှာတပြေးနဲ့တပြေးအာဆိုတချို့ပြိတ်သက်တွေအနေနဲ့ငကိုတဲကအာတီတာကိုကြည့်မရနေတာကနေပို့ပို့ပြီးတော့ကြည့်မရဘူးလို့ပြောလို့ရတယ်တမှာပါအဲ့တော့ဒါတချို့ကြလည်းပြောကြတာပေါ့လက်ရှိမှာတခုဘုတ်အဖွဲ့အနေနဲ့စန်တာဖော်ဝတ်မဝယ်ပေးဘူးဆိုတဲ့ပြဿနာပေါ့နော်အဲ့တော့ဒီနေရာမှာဒါကျွန်တော်အတွင်းလေးအတွင်းပိုင်းလေးတွေနဲ့ကြည့်အောင်ကျွန်တော်သိတဲ့လောက်ပေါ့နော်ကျွန်တော်ဒါဖတ်ကြည့်ရတဲ့လောက်ဒါကျွန်တော်သိရအဲ့တော့တချို့ကြတဲ့ဒါကျွန်တော်တို့ထွက်သွားခဲ့တဲ့ဒါဆရာကြီးဖြစ်တဲ့ဒါကျွန်တော်တို့အခုလက်ရှိ Northern Forest တို့အုပ်စုရဲ့ group ရဲ့ CEO ဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့ဒါဘလူး အာဘဒူအဲ့ဘဲနာမည် sporting director ပြာ idu idu ကိုအကုန်လုံး wine play နေပေါ့နော် idu အနေနဲ့ကျွန်တော်အလုပ်သိချာမလို့အဲ့ကျွန်တော်အနေနဲ့ဒီနေရာမှာခင်ဗျားတို့ပြောပြချင်တာပေါ့နော်ကျွန်တော်လက်ရှိမှာသတင်းတွေဖတ်လာ Athletic UK ကိုတိုင်ရေးသားထားတဲ့သတင်းတွေဖတ်လာဒီအပြောင်းရွှေ့မှာ idu ကိုတိုင်က Arsenal အသင်းကထွက်ခဲ့တာ Arsenal အသင်းအနေနဲ့သူ့မှာ power မရှိလို့ထွက်ခဲ့တာလို့ပြောလို့ရတယ်မှာပါတယ် idu အနေနဲ့ဒီအပြောင်းရွှေ့မှာသူကြိုက်နဲ့တက်တဲ့ကစားသမားတွေခေါ်ပေးတာတဲ့ဆိုင် Arteta ကြိုက်နဲ့တက်တဲ့ကစားသမားတွေကိုဒါ idu ကခေါ်ယူပေးနေရပြီသူ့အနေနဲ့ဒီ ပြောမှဆိုရအာကစားဒရိုက်တာတယောက်အနေနဲ့အာကစားဒရိုက်တာနေရာမှာဒါကျွန်တော်ပွဲပွဲစားတတပဲရှိရကြအောင်သူ့အနေနဲ့ဒီအလုပ်ကိုမကြိုက်တဲ့အတွက်ကြောင့်ထွက်သွားရဲဆိုတဲ့သဘောမှာရှိတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်ပြောမှဆိုအဲ့ဒါဆိုအာဒီတာပဲမျက်စိအာဒီတာပဲလက်ညှိုးပြန်ထိုးလာရဲ။အဲ့တော့ Cronkite တို့အစုအနေနဲ့အာဒီတာကိုငွေမချပေးဘူးလား။အဲ့တော့ဒီနောက်ပိုင်းခုနှစ်တည်းမှာလက်ရှိမှာအာဒီတာကိုပေါင်သန်း900နဲ့800ကျားအသုံးပြုထားပြီးခဲ့တယ်။ အာတီတာကိုရိုင်လည်းဒီနေရာမှာကောင်းမွန်တဲ့ကစားသမားတွေဝယ်ခဲ့တယ်။ Kai Havertz လို့ကစားသမားမျိုး65တန်းဝယ်ထားခဲ့ပြီးတော့လက်ရှိမှာ Declan Rice လို့ကစားသမားမျိုးပေါင်တန်းတရာဝယ်ခဲ့တယ်။ဒါကျွန်တော်တို့လက်ရှိမှာဂိုးသမားတွေကိုပတ်စံသုံးထားတာမပြောသေးဘူး။ဒါ Ben White တို့ဘာလို့လဲဈေးကြီးပေးဝယ်ထားတာမပြောသေးဘူး။ဒါပေမဲ့လက်ရှိမှာအာတီတာကို Cronky တို့အုပ်စုနဲ့အတိုင်းတာတစ်ခုငွေပေးသုံးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ဒီနေရာမှာအာတီတာကိုရိုင်ကဒီတိုက်စစ်မှုလိုအပ်တဲ့နေရာကိုသူ့ကိုယ်တိုင်မပြည့်တာလား။ဒါမှမဟုတ်အသေးပိုင်ရှင်တွေကလည်းဝယ်ဖို့မလိုအပ်ဘူးဆိုတဲ့တိုက်တွန်းမှုတွေနဲ့သူမဝယ်တာလား။ ဒါကစစစတာတခုဖြစ်တယ်ဘာလို့ဒါအတွင်းထဲမှာရေးထားတဲ့တရင်ရဆိုလက်ရှိမှာ E2 ကတော့ဒါပွဲစားသတာပဲကဲလက်ရှိမှာ Artida လူချင်းနဲ့ကစားသမားကို तू name လုပ်တယ်အဲ့ကစားသမားကို तू လိုက်ပြီးညှိပေးတယ်အသင်းကိုရအောင် तू နေနဲ့ဖန်တီးပေးတယ်ဒါဟာ E2 လို့ဖြစ်တယ် E2 နေနဲ့လက်ရှိမှာ तू ကဘယ်ကစားသမားကိုခေါ်ပါဘယ်ကစားသမားကိုခေါ်ပါပြောပိုင်ခွင့်မရှိဘဲနဲ့ तू နေနဲ့ Artida စိတ်ကြိုက်ကိုတော့လိုက်လုပြီးနေတဲ့ကြောင့်မို့ E2 ကထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးကို Athletic UK ကလွန်ခဲ့တယ်လား ီဒူးထွက်ထွက်ချင်းမှာရေးသားထားခဲ့တော့တွေ့ရမှာအဲ့တော့ပြောချင်တာကအီဒူးကိုဒီနေရာမှာကျွန်တော်တို့ခဏမေ့လိုက်အီဒူးကဒါကျွန်တော်ကြားတဲ့ပွဲစားတတာပဲရှိတာကြားတဲ့မှာကစားသမားနဲ့ဒါနီးပြနဲ့ဆက်ဆံရေးကစားသမားအသင်းကိုရောက်ရေးကစားသမားအသင်းကထွက်ရေးကိုပဲအီဒူးကလုပ်ပေးခဲ့တာဖြစ်တယ်အဲ့တော့အီဒူးကိုကျွန်တော်မေ့အဲ့တော့ခရွန်ကီနဲ့လက်ရှိမှာအာစနယ်တို့ကြားထဲမှာဘဒူပိုတာဝင်ရှိမလဲဆိုတဲ့မေးကိုကျွန်တော်အနေနဲ့ဒီနေရာမှာပုံမှန်လေးလေးပြောကျွန်တော်တို့အာတီတာအနေနဲ့တာဝန်ယူရတော့မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။လက်ရှိပရီးမီးယားလိအသစ်တွေထဲမှာမန်နေဂျာဆိုတဲ့ဂုဏ်ပုဒ်ကိုရထားတဲ့အသင်းကြီးတွေထဲမှာအပြင်ကို ကျွန်တော်ရှာရှာပပအရန်ရှာရတယ်မှာပါတယ်လက်ရှိမှာဂွာဒီယိုလာကိုတိုင်ကမန်နေဂျာတိုက်တာရထားတဲ့အပြင်ကိုသူ့ရဲ့သပည့်ဖြစ်တဲ့အာတီတာကိုတိုင်လည်းမန်နေဂျာတိုက်တာရထားတယ်အဲ့တော့ဒီနေရာမှာခင်ဗျားတို့နည်းနည်းလေးရှင်းပြခြင်းနဲ့ head coach နဲ့မန်နေဂျာနဲ့ကွာတယ်အခုနောက်ပိုင်းပိုတောင်ကွာသေးတယ်ဒီဒါပရီးမီးယားလိမှာဒီကိစ္စနဲ့ပတ်သက်ပြီးထဆဆပြီးထထဲဝင်လှုပ်လာခဲ့တဲ့နှစ်သင်းကလစ်ဗာပူးနဲ့ဒါကြောင့်စပါတင်ဖြစ်တယ်လစ်ဗာပူးနဲ့ဂျာဂျန်ကလော့ကိုဒါကျွန်တော်တို့ စခေါ်တဲ့အချိန်မှာ head coach အနေနဲ့ခေါ်ခဲ့တယ်။ဒါအသင်းရဲ့နီးစနစ်ပိုင်းအသင်းရဲ့ဒါကျွန်တော်တို့ကစားသမားတွေကိုထိန်းချုပ်တဲ့နေရာမှာအဓိကပြုပြီးတော့အသင်းရဲ့အပြောင်းရွှေ့တွေအသင်းရဲ့ဘန်နာကြီးစီစဉ်မှာဝင်ပြီးပါဝင်ရမယ့်လူတွေမဟုတ်ဘူး။ဒါအသင်းနဲ့ပတ်သက်ပြီးတာကစားဘုတ်ကအေးပါဦးပြောမယ်ဆိုရင် Queen Dwing ကိုပဲ Arteta တို့ sorry Queen Dwing ကိုပဲဒီ head coach ဆိုတဲ့လူတွေကနေပြီးတော့စိတ်ဝင်စားအောင်ဖြစ်တယ်။ဒါ manager ဆိုတဲ့လူတွေကအသင်းရဲ့ဒါကျွန်တော်ဘန်ဒါကြီးအသင်းရဲ့ဒါကျွန်တော်တို့အထွေထွေအကိစ္စတွေမှာပါဝင်ဝင်ရှိတယ်။ဥပမာလက်ရှိမှာ Arteta တို့ Guardiola တို့သူတို့နဲ့ဘယ်ကစားသမားကိုခေါ်ခြင်းနဲ့ဘယ်ကစားသမားကိုကြိုက်တယ်ဒီကစားသမားကိုသူတို့ နေနဲ့ခေါ်ချင်တယ်။အင်္ဂစားဒရိုက်တာအနေနဲ့လက်ရှိမှာဒါမန်နေဂျာထက်ဆိုင်သူတို့အနေနဲ့နည်းနည်းလေးပူအားနေတယ်။တစ်ဖက်တော့ဒါကျွန်တော်အသင်းဒီမှာ head coach ဆိုတဲ့အသင်းဒီမှာဆိုတော့ဒါအင်္ဂစားဒရိုက်တာတွေပါဝါပူရှိရတဲ့မှာပါတယ်။အခုလက်ရှိမှာဥမာ example ပြောမှာဆိုရင်ဒါကျွန်တော် Richard Hughes တို့ Michael Edward တို့လက်ရှိမှာဒါ Chelsea တို့ဆိုမှာလည်း Sporting Director တို့အဆူကပူတာအောင်အပုတ်ပါဝါရှိတယ်။စပါးမှာဆိုတော့ Jonathan Langley တို့အဆူကနေပြီးတော့ဒါကျွန်တော်လက်ရှိ NG Poster Glue တဲ့ဆိုင်ပူပါဝါရှိတယ်။ဒါပေမဲ့ဒီနေ့မှာအတိအကျကြတော့အဲ့လိုမဟုတ်ဘူး။ Edu ကသူ့အတွက်ပါဝါမရှိဘူး။ Edu ကသူ့အောက်မှာရှိတယ်။ဒါကိုကျွန်တော်နားလေဘူး။အဲ့တော့ဒီနေ့မှာဒါ ရွန်ကီတို့ပတ်သက်မသုံးဘူးဆိုတဲ့စကားလုံးနဲ့ကျွန်တော်တို့ပြောလို့မရလက်ရှိဒီနောက်ပိုင်းခုနှစ်တင်မှာအာစနိုအသင်းနဲ့ net span အပြင်ကိုငွေသုံးတာအများဆုံးတွေကအသိတဲ့အသင်းဖြစ်လာခဲ့တယ်ဒီနောက်ပိုင်းခုနှစ်တင်မှာဆိုတာကျွန်တော်အာစနိုအသင်းနဲ့ဒီအသင်းကိုခုနကငွေသုံးတာမကောင်းဘူးကောင်းတယ်ဒီနောက်ကျွန်တော်ငွေသုံးတယ်ဆိုတာပြောဒါပေမဲ့ အာတေတာကိုတိုင်ကဒီတိုက်စစ်မှုမဝေတဲ့ပြဿနာကိုဘယ်နှနှစ်ရှိပြီလဲအာတင်းထဲမှာဒါကြောင့် GVO Jesus ဝယ်ပြီးနောက်ပိုင်းအခုလက်ရှိဒါကျွန်တော်တိုက်တဲ့ challenge ရှင်ပါ GVO Jesus ဒီခုနကပေါ်ရှုံးပထထားတစ်နှစ်ကျွန်တော်ဒါနားလည်ပြီးလို့ရတယ်လက်ခံပြီးလို့ရနေဒါမှရှိရဲ့နောက်ထပ်နှစ်နှစ်ကိုကျွန်တော်နည်းနည်းလေးပြောအောင်လက်ရှိဒါမနစ်ကလည်းတိုက်စစ်မှုမရှိဘူးဆိုတော့ကျွန်တော်တို့သိတယ် ဒီနှစ်မှာလည်းတိုက်စစ်မှုမရှိဘူးဆိုတော့ကျွန်တော်တို့သိတယ်ဒီနှစ်မှာဆိုပိတ်သက်တွေနည်းနည်းလေးပူအသေးရတယ်စောင်းရသည်အတွင်းမှာအာစနိုတင်းကဒါသူ့အနေနဲ့ကိုင်ဟာဘတ်ကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှာဒါတိုက်စစ်မှုဝယ်မဲ့အချိန်မှာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ထိရောက်ပြီးတော့အိုလီဝါကင်းကိုပေါင်တန်း62တရားဝင်သွားပြီး offer လုပ်ခဲ့တယ်အဲပိတ်သက်တွေနဲ့ကြာလီကြာလီအာတီတာကိုတဖြည်းဖြည်းတင်းလာတာဒီအချက်တွေလို့ပြောတယ်အဲ့တော့ အာဆိုတဲ့နဲ့လက်ရှိမှာအာဒေတာလဲရေရှည်ရခေါင်းမမာတင့်ဘူးလို့မြင်တယ်။သူ့အနေနဲ့ငါဝယ်တင့်တဲ့ကစားမှာခုနကပြောငါရှိတာနဲ့လုပ်မယ်ဆိုရင်မန်ဒလတီယာခုလိုကကြီးမှာလုပ်မဖြစ်ဘူး။အခုလက်ရှိမှာ PSG လို့အသင်းမျိုးကလည်းငါတို့ရှိတာနဲ့လုပ်တယ်ဆိုခမရဘူးလား PSG အသင်းနဲ့အခုလက်ရှိမှာစူပါစတားတာမရှိတာဈေးကြီးတဲ့ကစားမှာဂျာူနီဗ်ကိုဘန်ဖီကာကဘယ်ဈေးပေးပြီးဝယ်ထားခဲ့လဲ။ဥစမာဒမ်ဘီလီတော်မှဘာဆူနာကတင်ကဘယ်ဈေးပဲဒဇာယာဒိုးအေးကိုဘယ်ဈေးပေးပြီးဝယ်ခဲ့တယ်။ကဗီချက်စ်ဂဗတ်စကီလီယောနပိုလီယာတွေဘယ်ဈေးပေးပြီးဝယ်ခဲ့လဲ။ ဒါတွေကိုကျွန်တော်နာအခုလက်ရှိမှာငွေသုံးတာကရှက်ဆရာမလုပ်ဘူးတိလာကျွန်တော်ပြောတာအာတီတာဒီလော့ဂျစ်ကြီးကိုသူ့နဲ့သဘောပေါက်မှာဟာငါကတော့လက်ရှိမှာတိုက်စုံမရှိတဲ့ရှိနေအခုခေတ်မှာရှိတာနဲ့လုပ်ပြတယ်ဆိုတာဗျာတော်တော်လေးကိုဒါစီမွန်ဒီအင်ဇာဂီကရှိတာနဲ့လုပ်ပြဆိုဘာလို့ရှိတာလုပ်ပြလဲပတ်သက်မရှိလို့ရှိတာနဲ့လုပ်ပြတာအာတီတာနဲ့ဒီလော့ဂျစ်ကြီးကိုပြောမှာဆိုဒီဆင်ဒရုမ်တစ်ခုကိုသူ့အနေနဲ့ထွက်တဲ့တယ်ငါကခုနပြောလို့ပြငါအသိအသိကလည်းပေးတယ်အာတီတာကိုယ်တိုင်ကဒါကြီးကိုရုံမထွက်နိုင်တာလားသူကိုယ်တိုင်ကဒါခုနပြောလို့ပြဟို တိုက်စစ်မှုမရှိတဲ့ဆင်ဒရုံးကိုသူသိပြီးသဘောကျနေတာလားဒါမှမဟုတ်ကာယအဘက်ဆက်ဂီရီယိုဂျီဇုစ်ကိုပဲတအားယုံနေတာလားဒါတွေကအာဒေတာဖြစ်ရှင်းရပြဿနာကိုမြင်တယ်ဒါပေမဲ့အာဒေတာကိုခုလက်ရှိမှာကျွန်တော်အနေနဲ့ထုတ်မလားမင်းကျွန်တော် လုံးဝမထုတ်ဘူးဘာလို့လဲအဖြေကရှင်းရှင်းလေးအာဒေတာကိုထုတ်ပေးခုလက်ရှိ market မှာခင်ဗျဘဘူးခံလဲမင်းဘဘူးမှခံလို့မရအောင်အခုလက်ရှိမှာအာတီနာနဲ့လေဗယ်ဒုတိယအခုလက်ရှိမှာကြာဖန်စီဖီလစ်ကြိုက်တယ်ထားလူးဝစ်အက်ဒီကေကြိုက်တယ်ထားဂျူလီယိုနက်ဂယ်စမန်ကြိုက်တယ်ထား အဲ့ကစားအဲ့နီးပြရင်နေနဲ့အခုလက်ရှိမှာဒါအသင်းပြောင်းမှုတွေတာစုနေဇာဘီအလွန်ဆိုးရဇာဘီဆိုးအလွန်ဆိုးရဲရောက်ချင်းမှာအာဆင်နယ်ကိုဖလာရမယ်ဖလာခလာပါစနစ်ပြောရလေဇာဘီအလွန်ဆိုးတာကျွန်တော်မမဲရဘိုင်ယန်မြူးနစ်နဲ့ဒါကြော်ပြီးဖလာရခဲ့တာသူသူတော့ credit မပေးတာမဟုတ်ဇာဘီအလွန်ဆိုးတာလက်ရှိမှာပရီးမီးယားလိမှာလစ်ဗာပူးတင်းကိုဒါအာနီစလော့လိုနီးပြမယ်ဆိုမလွယ်ဘူးမလွယ်ဘူးခင်ဗျတကယ်မလွယ်ဘူးအဲ့တော့ပြောချင်တာကဗျာအခုလက်ရှိမှာ အာတီနာကိုအစားထိုးမယ်ဆိုခင်ဗျလက်ညှိုးထိုးလို့ရကစားမှနဲမိဘတော့ဂျူလီယန်နဂတ်စမန်ဘောအားရဆိုဒါမေကွန်းတစ်ခုရဖြစ်သွားနိုင်တယ်။ Okay ဒါမှမဟုတ် Inter ရဲ့လက်ရှိနေပြဖြစ်တဲ့ Simone Inzaghi ဖြစ်သွားနိုင်တယ်။ဒါပေမဲ့အခုလက်ရှိ market ထဲမှာအာတီတာအစားပြီးတော့အာတီတာကိုတည်းဒီအသင်းကိုတန်း900 800တီဆောက်ပြီးပြီ။ဘာလို့တော့မလို့နောက်တစ်ယောက်လာပြီးဒါအတိတ်ကပြန်စားတာကြံသေးလားဆိုတချင်းထဲမှာပဲကောင်းတာဗျာသိလား။ကျွန်တော်ပြောတာ။အဲ့တော့ Arsenal နဲ့လက်ရှိမှာအာတီတာကိုထုတ်ပြတာကကျွန်တော်တကအဖြစ်တစ်ခုမဟုတ်ဘူးလို့မြင်တယ်။ဒါပေမဲ့ အာတီတာခေါင်းမမာတင်တာတော့အဖြစ်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်။ရှိတာနဲ့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ psychology ကိုထုတ်လိုက်။လက်ရှိမှာအာဆိုတင်တဲ့ငွေသုံးလေလာမက်တွေမှာတိုက်စင်မှုပွဲဒီကိုဝီလျံလူခေါင်းမျိုးထိုင်ထားပါကျွန်တော်ပြောဘာလုပ်မှာလဲဟုတ်တယ်မလား။ရှိပြီးမဖြစ်သွားတာထက်ဆိုင်မရှိပြီးဖြစ်သွားမဟုတ်မရှိပြီးမဖြစ်သွားတာဆိုင်ရှိပြီးမဖြစ်သွားတာနည်းနည်းလေးခံတာ။အော်ငါတို့ကနောက်ဆုံးကြည့်ပြီးဒါတွေရှိပြီးမဖြစ်လဲ။အခုကဟာတိုက်စင်မှုလေးရှိလိုက်ရင်ဘယ်လိုကောင်းမလဲ။တောင်းမလေးရှိလိုက်ရင်ဘယ်လိုကောင်း။အဲ့ဒီအတွေးကလူကိုတတ်တာပဲ။ Is the thought that killed the man တိလာကျွန်တော်ပြောတာအခုလက်ရှိမှာခင်ဗျာကြည်လာအာဆာဝိသက်ငါတို့အတင်းတာအခုလက်ရှိမှာအလက်ဇန္ဒားအီဆက်လို့တိုက်စစ်မှုကောင်းကောင်းရှိလဲဆိုရင်မန်ဒလတီထက်ဆိုငါတို့ကအကောင်းဆုံးငါတို့ဒီနေ့မှမှလူဆုံနေဒါပေမဲ့ငါတို့ရှုံးသွားခဲ့တယ်ဒါအကုန်လုံးလက်ခံအခုလက်ရှိမှာကြည်လာဖြစ်နေရပြီရသေးလားဟာငါတို့ကဒီလူလေးမရှိလို့ဒီလူလေးသာရှိလိုက်ငါတို့ကပိုကောင်းသွားမှာဆိုတဲ့အတွေ့ခင်ဗျာအဲ့ဒီအတွေ့ကအင်မတန်မှကြောက်ဖို့ကောင်းတယ်အဲ့တော့ အဲ့ဆိုတဲ့ကုလရှိမှာပို့ဆိုးတာကတော့ when it rain it pours ပေါ့နော်ဒါကျွန်တော်အင်္ဂလိပ်စကားပုံရမိုးရွာပြီဆိုတော့လုံးဝတော့သူများထပ်မိုင်းကုံရန်ကုံရွာတယ်အခုလက်ရှိမှာအာဆိုတဲ့တိုင်ပတ်ပြီဆိုတော့တသင်းလုံးတိုင်ပတ်ကြ Odin ကကလည်းပျောက်စတောက်ချင်းမလားပျောက်တယ်ဒါစကာပဲတသင်းလုံးဝိုင်းပြီးအာကိုရတယ် set piece တွေကလည်းဒါထင်လို့အလုံးမဖြစ်ဘူးဒါပို့ဆိုးအာဆိုတဲ့ကိုကြည့်လာတနည်းနဲ့တနည်းခန်စစ်ပိုင်းမှာဒါခန်စစ်သူ့လောက်ဝယ်တာလည်းသူ့ပဲဒီစနာဘက်နေရာမှာလည်းသူ့လောက်အာကိုလာအာကိုရမယ့်လူလည်းမရှိတာသူ့ပဲရှိတယ်အခုလက်ရှိဒါ Gabriel နာသွားတယ် ကီဝီအော်နဲ့အစားထိုးတယ်တကယ်လည်းနင်လာငါလာလို့ဖြစ်လာမဖြစ်ဘူးလေအဲ့တော့ခုနကပြောဆိုလက်ရှိမှာဖလားရခြင်းမရခြင်းကျွန်တော်နင်ကောင်းတယ်မှာမရှိဘူးဒါပေမဲ့အာတေတာအတင်းနဲ့ခုလက်ရှိမှာငါတို့အတင်းအောင်မြင်နေဆိုတော့အောင်မြင်နေဆိုပြဥပဒါကျွန်တော်ပြောခဲ့သူပဲကျွန်တော်တင်တဲ့ခမောက်တင်တယ်မတူတူလည်းမတူခဲ့ဒါပေမဲ့ခမောက် example ကျွန်တော်မိုရီယာပူချိုင်းတို့ခက်ကိုကျွန်တော်အရင်နှမျောတယ်ကျွန်တော်ဘာမှမရခဲ့ဘူးကာရာဘောင်းလည်းမရခဲ့ဘူးအေးအာတေတာရဲ့လက်ရှိအတင်းကိုကျွန်တော်အဲ့လိုဖြစ်မှာအရင်နှမျောတယ်ခမောက်အောင်မြင်နေဟုတ်ပြီဘမလဲပြစရာအောင်မြင်နေဆိုတော့တော့ပြစရာလိုတယ်ဆရာသမားတို့ အဲ့ဒါကိုအာတီတာလုံမရမယ်။ဟာငါတော့ဟိုဖလားမလို့အာယုံမဆိုင်ချင်ဒီဖလားမလို့ခောက်ထားလိုက်။ရှင်းတယ်မြအခုလက်ရှိမှာခေါင်းက United အတင်းကြည့်လိုက်။ဘလောက်တဲတိုင်ပတ်ပတ်ဗျာကာတာဘောက်ရတယ်။ဟုတ်တယ်မ FA player အခုလက်ရှိ Europa League final တက်ဖို့များတယ်။အပြောချင်တာကဘလောက်ပဲတိုင်ပဲကျွန်တော်ပြည်တွင်းဖလားတစ်လုံးယူချလိုက်ကျွန်တော်ပြောတာသိလား။ပြောချင်တဲ့အတိပဲအဲ့ဒါပဲ။လုံရမယ့်ဥစ္စာတွေကအဲ့ဒါပဲ။အဲ့တော့ အာတိတအနေနဲ့အခုလက်ရှိမှာမှားတယ်မမှားဆိုတဲ့ခေါင်းမမှားဖို့အများကြီးလိုလာပြီလို့ကျွန်တော်နေမြင်တယ်။ခုနပြောသော်ပြငါရှိတာရင်းနဲ့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ mentality ကိုခဏခောက်ချလိုက်။ဝယ်ပလိုက်ဒကလန်ရိုက်လိုမျိုးဒါတရားမျိုးတရားဝယ်ချပလိုက်ကျွန်တော်ပြောပတ်စက်လက်ရှိနေတာဗျ။ CB5 နဲ့တက်ထားတဲ့အာဆန်တို့တင်းတင်းနဲ့ပေါင်တန်းကိုရာနဲ့ချီတုံးလို့ရတယ်ကျွန်တော်လက်သိနေတာပဲ။အဲ့တော့အာတိတခေါင်းမမှားဖို့ကြီးကြီးအဓိကဒါပဲ။ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တို့နဲ့ TV4 တို့မှာကြည့်ရင်လို့ဆိုတာပေါ့အောင်ကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4 တွေလင်းလေးတွေကိုထည့်ပေးထားခြင်းကြောင့်မျက်စောကွန်ကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးကြိုးတူပါရဲ့။ကျော်တော်ကပြပါဗျ။နောက်မှကျွန်တော်အေးအေးဆေးဆေးတွေ့ကြရပါ့။ဒီပါဗျ။